ကိုဝင်ဒီကောင်မလေးကိုသူ့အကိုအရင်ကရရဆက်ဆက်ရိုက်နှက်နေတဲ့အချိန်မှာပဲဘဲကနေမှမတိရောက်လာတဲ့ဒုတိယသခင်လေးကဝင်ရောက်ကွယ်ပေးလိုက်ပါတယ်။အရင်တုန်းကသူ့အကိုတေဆုံးမှုကြောင့်ဒီကောင်မလေးကိုအမုန်းကြီးမုန်းနေခဲ့တဲ့သူကအခုလိုဝင်ပါလာလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူး။စောင်းမီသားစုဝင်ကိုဘသူထိရဲလဲဆိုပြီးဒေါသတကြီးအော်ဟစ်လိုက်တော့မှသူဟာအာနာရှိလာတဲ့စောင်းမီသားစုရဲ့ဒုတိယသားဖြစ်ကြောင်းလူတွေသိသွားပြီးလက်ဖြတ်သွားကြပါတယ်။သခင်လေးကသူ့တက်တော်စောင်းတွေကိုအမိန်ပေးပြီးကောင်မလေးကိုထိရဲတဲ့သူမှန်သမျှကိုပြန်လဲရိုက်နှက်ဆုံးမခိုင်းလိုက်ပါပဲ။ အဲ့ဒီအချိန်မှာပဲကောင်မလေးကနာကျင်မှုတန်ကြောင့်မူးမေ့လဲကျသွားတဲ့အတွက်တခင်လေးကမြေကြီးပေါ်မှာကျခင်အ мян ဆုံးကွေးဖက်လိုက်ပြီးသူ့ကားပေါ်ကိုခေါ်တင်ကဆေးရုံကိုအလင်းမြန်ဆုံးမောင်းနေထွက်ခွာသွားပါတော့တယ်။ကားပေါ်မှာကောင်မလေးကနာကျင်လုံးလို့ညဉ်ညူနေတဲ့အခါတခင်လေးကဘာလို့ရမှန်းမသိဖြစ်နေပြီးစိတ်ကြီးငြိမ်သွားအောင်လက်ကိုအသားရဆုပ်ကင်ပေးထားမိပါတယ်။ဆေးရုံရောက်တာနဲ့အတော်ဆုံးဆရာဝန်တွေကိုခေါ်ပြီးကုသပေးဖို့အမိန့်ပေးပါတယ်။ ဆရာဝန်တွေစစ်ဆေးချက်အရအယိုးကျိုးသွားတာဖြစ်တဲ့အတွက်ခွဲစိတ်ဖို့လိုအပ်ပေမဲ့မေးစေးပေးမယ်ဆိုရင်ဘိုက်ထဲကကလေးကိုထိခိုက်နိုင်ခြေရှိနေပြန်ပါတယ်တထိမကြီးကခွဲစိတ်ဖို့သဘောတူပေမဲ့ကောင်မလေးကတော့ကလေးကိုထိခိုက်မှာဆိုတာကြောင့်မေးစေးမပါပဲအရှင်လက်လက်ခွဲစိတ်တန်ကိုခံယူပါမယ်လို့ညှင်းဆန်ပါတယ်မိခင်မြတ်တာဘလောက်ကြီးမှကြောင်းတိလိုက်ရတဲ့အချိန်မှာတခင်လေးရဲ့စိတ်နှလုံးနဲ့အရေးပြောသွားပြီးခွဲစိတ်မှုတစ်လျှောက်လုံးဘေးကနေအဖို့ပြုပေးမယ်လို့ကတိပေးလိုက်ပါတယ်ခွဲစိတ်နေစဉ်တစ်ချိန်လုံးတခင်လေးကကောင်မလေးရဲ့လက်ကိုစုပ်ကင်အားပေးနေခဲ့ပြီးဆရာဝန်တွေကတော့သူမရဲ့တတိထားနိုင်စွမ်းကိုချီးကျူးပေးရပါတယ် ဒီအဖြစ်ပြပြီးတဲ့နောက်မှာတော့ကောင်မလေးအပေါ်ထားတဲ့တခင်လေးရဲ့အမုန်းတရားတွေကစိုးရိမ်ပူပန်မှုနဲ့တန်ရောစဉ်အဖြစ်တဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်ကောင်မလေးကျမ်းမာလာလို့အိမ်ပြန်ခေါ်လာတဲ့အခါမတော်တဆခြေခောက်လဲရာကနေတခင်လေးရဲ့ရင်ခွင်ထဲကိုနောက်တစ်ကြိမ်ရောက်သွားပြန်ပါတယ်သူတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာဖော်ပြရခတ်တဲ့ခံစားချက်တွေဖြစ်ပေါ်နေတော့တထေးမကြီးရောက်လာလို့အိမ်ထဲဝင်ခဲ့ကြပါတယ်ကောင်မလေးကအလုပ်ပြန်လုပ်ချင်တယ်လို့ပြောတော့တထေးမကြီးကတခင်လေးကိုယ်တိုင်ကောင်းမောင်းဖို့မှခွင့်ပြုမယ်လို့ပြောပါတယ်ကောင်မလေးကတခင်လေးညှစ်မဲ့ထင်ပေမဲ့တကယ်တမ်းကျတော့တခင်လေးကချက်ချင်းပဲသဘောတူလိုက်ပြီးဘဲသွားသွားလိုက်ပို့ပေးမယ်လို့ပြောလိုက်လို့အံ့ဩသွားပါတယ်နောက်တနေ့မနက်မှာတခင်လေးကကားပေါ်မှာအစင်တက်ဆောင်နေပြီးနှစ်ယောက်တည်းရှိနေချိန်မှာအနေရခတ်တဲ့ခံစားချက် ချက်မျိုးဖြစ်နေကြပါတယ်။ကောင်မလေးကခါပတ်ပတ်ဖို့အခက်တွေ့နေတာမြင်တော့တခင်လေးကကူညီပေးဖို့ကိုကိုကိုင်းလိုက်ပေမဲ့ရင်ခုန်တန်တွေအယံ့မြန်လာတာကြောင့်အနောက်ကိုချက်ချင်းပြန်ဆုတ်လိုက်ရပါတယ်။ရုံးရောက်တော့မန်နေဂျာကကောင်မလေးကိုတမင်တတက်တက်တနာရှာပြီးအလုပ်ထုတ်ဖို့ကြိုးစားနေပါတယ်။ကောင်မလေးအစဉ်ပြေးရလာဆိုပြီးစိတ်ပူလို့လိုက်လာတဲ့တခင်လေးကဒါကိုမြင်သွားပြီးဒေါသထွက်ကာမန်နေဂျာရောဝန်ထမ်းတွေကိုပါကုမ္ပဏီကနေချက်ချင်းမောင်းထုတ်လိုက်ပါတယ်။ညနေအိမ်ပြန်ရောက်တော့တထေးမကြီးကကိုဝင်တီမို့အပြင်းမထွက်ဖို့တားမြစ်ပြီးစေကမ်းပြရင်တခင်လေးကိုယ်တိုင်လိုက်ပို့ပေးဖို့စီစဉ်ပါတယ်။ ဆေးရုံရောက်တော့ဆရာဝန်ကခင်မုန်းတီလာလို့မေးပြီးအခန်းထဲဝင်ခိုင်းတဲ့အခါတခင်လေးကမငင်းပဲညင်နေလိုက်ပါတယ်တကယ်တော့သူဟာကောင်းမလေးကိုတိတ်တခိုးချစ်မိနေပြီဖြစ်ပါတယ်ဆရာဝန်ကကလေးချမ်းမာကြောင်ပြောလိုက်တော့မှစိတ်သက်သာရရသွားကြပါတယ်အိမ်ပြန်ရောက်တော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုရိပ်မိတဲ့တထေးမကြီးကပိုရင်းနှီးသွားအောင်စုံတွဲရောကလေ့ကျင့်ခန်းတင်တန်းကိုအပေးလိုက်ပါတယ်အတူတူလေ့ကျင့်ရင်တန်ရောစင်တွေပို့တိုးလာပြီးနောက်တခင်လေးကသူ့ခံစားချက်တွေကိုဖွင့်ပြောဖို့ပါတီပွဲစီစဉ်လိုက်ပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်